ဘိုင်မိုးတဲ့နေချာနယ်မှာတာဝန်ခံအယ်ဒီတာအပါဝင်အယ်ဒီတာသုံးဦးသတင်းတောင်ပိုင်ရှင်နဲ့ပိုင်ရှင်ရဲ့တငယ်ချင်းဖြစ်သူတို့ကိုဩဂတ်စ်လ၄ရက်နေ့ကဗပဲနဲ့တရားရုံးမှာရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ဆိုပါရုံးချင်းမှာတာဝန်ခံအယ်ဒီတာကိုနိုင်ဆိုင်အောင်ခေါ်အောင်တန်းအယ်ဒီတာကိုရဲမင်းအောင်အယ်ဒီတာကိုဝင်းတင်နဲ့သတင်းတောင်ကိုကျော်စောဟင်းခေါ်မင်းဝတ်တန်း၊ဂျာနယ်တိုက်ပိုင်ရှင်ဦးကျော်မင်းခိုင်နဲ့၎င်းရဲ့တငယ်ချင်းဦးရှင်မင်းထွန်း MDCF အဖွဲ့မှကိုနောင်နောင်တို့ကိုဩဂတ်စ်လ၄ရက်နေ့နံနက်ပိုင်းကအချုပ်ကားနဲ့ ဗဗန်းနဲ့တရားရုံးကိုရုံးထုတ်ခဲ့တာဖြစ်ပါတယ်။ NDCF အဖွဲ့မှကိုနောင်နောင်ကိုကြောက်တရားတရားရုံးကိုပြောင်းလဲစစ်ဆေးခဲ့ပြီးဘိုင်မိုးတင်နေတာနဲ့မှအယ်ဒီတာတဦးဖြစ်သူကိုရဲမြောင်ကိုပြည်မှုဆိုင်ရာကျင်းထုံးဥပဒေပုံမှာ169အရာတရားရှင်လွှတ်ပေးခဲ့ပါတယ်။ကြံဂျာနယ်လစ်သုံးဦးနဲ့ပိုင်ရှင်နှစ်ဦးကိုလည်းပြည်မှုထင်ရှားပါကထောင်နှစ်ရှည်ချမှတ်နိုင်တဲ့အရေးပေါ်စီမံမှုအုပ်ဥပဒေနဲ့တရားစွဲဆိုထားတဲ့အမှုကို နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပေါမ905ခမြင်းဆောင်34ပူပေါင်းကြံစီမှုတို့နဲ့ဗဘဲနဲ့တရားရုံးကပြောင်းလဲစစ်ဆေးခဲ့တယ်လို့ journalist တွေနဲ့ပိုင်ရှင်တွေရဲ့ဥပဒေအကျိုးဆောင်တရားလွတ်တော်ရှိနေဦးရောဘတ်ဆန်အောင်ကပြောပါရယ်ပထမတော့ဟုတ်တယ်သူတို့ငါးကကြီးကောက်ကူက50ပြည့်နဲ့အရေးပေါ်စီမံမှုဥပဒေပုံမှငါကကြီးနဲ့ညအရဂျမန်ယူလာတော့မှန်တယ်သို့တော်တကယ်တရားစွဲတင်တဲ့ခါကျတော့တရားစွဲဖွဲ့စည်းရဥပဒေအကြံဉာဏ်တောင်းကျေးအရာ ုံမှတ်ကပြောင်းသွားခြင်းဖြစ်တယ်။အဲငါးငါးကာကွယ်ဆိုတာတော့တော်တော်သက်သာတဲ့ဥတွေပုံမှတ်ဖြစ်တယ်။အဲတော့အားကြီးပါတယ်။နောင်သမရာကြီးရဲ့လူကြီးချမ်းသာကွယ်မှာလည်းပါသွားနိုင်တယ်။ဒါကြောင့်မလို့မစိုးရင်ရတော့ဘာသက်กว่าတာပေါ့ဟိုက၁၄နှစ်လေဗျာ။ငါးကာကြီးတို့9နှစ်ငါးညတို့9နှစ်ဆို၁၄နှစ်ကြီးကိုကျွန်တော်တို့ရင်ဆိုင်ရမှာ။အခုကတော့ငါးငါးကာကွယ်ဆိုတာနှစ်နှစ်လောက်ပဲရှိတော့ရေအဲ့နှစ်နှစ်ကိစ္စကိုပြတ်တန်းရတာလွယ်ကူတယ်။နောက် ငါငါကာကွယ်နေရလဲတနစ်တော်မှချတာဒုံးကမရှိဘူး။ယုံနေရဲ့အစင်လာကတော့3လ6လဒီလောက်ပါပဲ။နော်အဲ့ဒါလေးကတော့တက်တာတာပေါ့ဗျာကျွန်တော်တို့လည်းဖြည့်ရှင်းရတာတက်တာလေ။တန်ငွေရောရှိတာ။ဟိုတန်ငွေရကြလေ။ဟိုတော့အခုကတော့ဒီကျန်တဲ့လူတွေရောငါငါကာကွယ်မြင်းဆောင်34 ဒီပုံကြံစီတယ်ပူပေါင်းကြံစီ34ရတော့ပူပေါင်းကြံစီတယ်ပေါ့ဗျာဒါပေမဲ့ဒါကလည်းနောက်ပြုတ်သွားမှာပါသူ့တော့တရားစွဲဖို့အတွက်အခြေခံအချက်လက်မလုံတော့ဘူးလို့ယူဆတဲ့အတွက်လွတ်လွတ်သွားတာပါဘလို့ယူဆတာဘလို့ပုံစံမျိုးယူဆရလဲဆရာသူ့တရားစွဲတင်နေလောက်အောင်တတိကံချက်မစုံနေဘူးပေါ့ဗျာပြန်တဲ့လူတွေပေါ်မှာတော့တရားစွဲဖို့အတွက်အခြေခံအချက်လက် ရှိတယ်လို့သူတို့သုံးသပ်လို့တရားစွဲတင်တာ ။ဩဂတ်စ်လ၁ရက်နေ့ကနိုင်ငံတော်သမ္မတနဲ့စာနယ်ဇင်းကောင်စီယာယီတို့တွေ့ဆုံခဲ့ရာသမ္မတကအမှုဖွင့်အရေးယူတည်တံ့ချမှတ်ခံနေရမှုတွေကိုတရားစီရင်ကဏ္ဍရဲ့လွတ်လပ်စွာဆောင်ရွက်မှုကိုမထိခိုက်စေတဲ့နိုင်ငံတော်သမ္မတရဲ့လုံခြုံရေးအတွင်းကနေမီဒီယာသမားတွေနှင်နာမှုမရှိစေဖို့အတွက်ဥပဒေကြောင်းအရမျှတစွာဆောင်ရွက်ပေးမယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။